်မိုင်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့မိုင်ဆွေများကိုကျွန်တော်အလုံးပိန်နီးနှမျိုးကိုပြန်လည်ပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီနီးနံပါတ်၄နဲ့နီးနံပါတ်၄နဲ့ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာကျွန်တော်အလုံးပိန်နီးနံပါတ်၄ကခွန်ရတယ်ပေါ့နော်အလုံးပိန်နီးနံပါတ်၄မှာလည်းခုနှစ်ဆိုပြီးရနေတာဖြစ်ပါတယ်โอเคအဲ့ဒီခွန်ခွန်လုံးပိန်မှာဆိုရင်နောက်ထပ်တစ်ချိန်မှာကသူဒီ၃ခွန်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၃ ခွန်ခွန်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီမှာဆိုရင် ခုနှစ်လုံးပိုင်ဒီအလေအပိတ်နေရာဖြစ်ပါတယ်ခင်ဗျာ ခုနှစ်လုံးပိုင်ဒီအလေပိတ်နေရာပေါ့နော်အဲ့တော့ဒီကြိမ်မှာလည်းကျွန်တော်ညရမတူပြီမဲ့ကဏ္ဍရတာရှင်အလေးလေးဆိုပြီးဖြစ်ပါတယ်ပေါ့နော်လေးလေးမှာဆိုရှင်3ခွန်ခွန်ပြီးတော့6 6လေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6 6ဒါကြောင့်အဲ့ဒီလေးလုံး ပိုင်ဒီအပိုင်နေရာဖြစ်ပါတယ် ောက်ထပ်တစ်ကြိမ်မှာတော့ဒီမှာ9ရဲ6ရဲလုံးပိန်နှမျိုးရတယ်ပေါ့နော်8 9လေးပြီးတော့9 6 3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ဒီ9လုံးပိန်ကတော့ထိပ်စီးနေရဖြစ်ပါတယ်ဒီ6လုံးပိန်ကတော့အလယ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်မှာတော့ခွန်ခွန်လုံးပိန်ရတာရှင်းတူတယ်ပေါ့နော်9 6 3ပြီးတော့နောက်ထပ်တစ်ကြိမ်မှာဆိုရင်6 8ခွန်ဖြစ်ပါတယ်ဒါကြောင့်မအဲ့ဒီ9လုံးပိန်အပိတ်ဖြစ်ပါတယ်ပေါ့နော် နောက်ထပ်ဒီမှာလည်းခွန်ခွန်လုံးပိတ်နီးမတူပြီမဲ့အရာတာရှင်းတူတယ်ခင်ဗျာ68ခွန်မီတာနောက်ထပ်တစ်ကြိမ်မှာနင်းနေခွန်ဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒီခုနှစ်လုံးပိတ်အပိတ်နေရာပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်3လုံးပိတ်ရတာရှင်းတူတယ်ဗောနော်နင်းနေခွန်ပြီးတော့388ဖြစ်ပါတယ်ခင်ဗျာ388ဒါကြောင့်မို့အဲ့ဒီ3လုံးပိတ်ဒီထိပ်စီဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ66လုံးပိန်ရတာရှင်းတူတယ်ဗောနော်388ပြီးတော့ 9339ဖြစ်ပါတယ်ခင်ဗျာဒီကြိမ်မှာတော့ဒီ9လုံးပိန်ဒီအပိတ်ဖြစ်ပါတယ်ဒီမှာတော့2 3လုံးပိန်ဖြစ်ပါတယ်ဗောနော်339ပြီးတော့35 2ဖြစ်ပါတယ်ဒါကြောင့်မို့ဒီ2လုံးပိန်ဒီအပိတ်ဖြစ်ပါတယ်ဒီ3လုံးပိန်ကတော့ထိစီဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ကြိမ်ဒီ2 3လုံးပိန်ရတာဗောနော်35နေပြီးတော့39 2ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာတော့ဒီ2လုံးပိန်ဒီအပိတ် ဒီ၃လုံးပိန်ကတော့ထိပ်စီဖြစ်ပါတယ်ဒီမှာတော့၄၆လုံးပိန်ရတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီ၄၆လုံးပိန်မှာကျတော့၃ခုနေပြီးတော့နေ၄၆ဖြစ်ပါတယ်ခင်ဗျာ၃ခုနေပြီးတော့နေ၄၆ဒါကြောင့်မို့ဒီ၄လုံးပိန်ကတော့အလဲထိုင်ဒီ၆လုံးပိန်ကတော့အပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ၃နေလုံးပိန်ရတယ်ဗောနော်နေ၄၆ပြီးတော့၃နေ၄ဖြစ်ပါတယ် တော့နေလေဒါကြောင့်မဒီမှာဒီတုံးဒီထိစီဒီနှစ်ကတော့အလဲဖြစ်ပါတယ်နောက်ထပ်အချိန်မှာနင်းနင်းလုံးပိန်ရတာရှင်းတူနေတယ်ပေါ့နော်၃နှစ်လေးပြီးတော့၈၅နှစ်ဖြစ်ပါတယ်၈၅နှစ်ဒါကြောင့်မဒီနှစ်လုံးပိန်ဒီအပိတ်ဖြစ်ပါတယ်နောက်ထပ်အချိန်မှာ၈၅လုံးပိန်စပီးဖြစ်ပါတယ်ခင်ဗျာ၈၅နှစ်ပြီးတော့၈၆၅၅ပေါ့နော်၈၆၅ဒါကြောင့်မဒီမှာ၈ဒီထိစီဒီ၅ကတော့အပိတ်ဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ကျွန်တော်ဒီ၃၅လုံးပိန်ရတယ်ပေါ့နော်ရှေ့ရှောင်းကားပြီးတော့၃၅၆ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မဒီ၃လုံးပိန်ဒီထိစီဒီ၅လုံးပိန်ကတော့အလေထိုင်ဖြစ်ပါတယ်ခင်ဗျာဒီမှာကတော့၆၆လုံးပိန်ရတာရှင်းတူတယ်ပေါ့နော်၃၅၆ပြီးတော့၆၄၆ဖြစ်ပါတယ်ဒီမှာတော့၆လုံးပိန်ဒီထိစီဒီ၆လုံးပိန်ကတော့အပိန်ဖြစ်ပါတယ်ဒီမှာ၉ရှင်းလုံးပိန်ရတယ်ပေါ့နော်၆၄၆ပြီးတော့နောက်ထပ်တစ်ချိန်မှာဆိုရင် 6ခွန်ရှိဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ6လုံးပိန်ဒီထိတ်စီဒီ6လုံးပိန်ကအပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ6 6လုံးပိန်ရတယ်ဗောနော်6 6လုံးပိန်မှာ6 6 6ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီ6ကတော့အပိတ်အားလေဗောနော်ဒီ6ကတော့အထိတ်စီနဲ့အပိတ်ဖြစ်ပါတယ်6 6 6ဖြစ်ပါတယ်ခင်ဗျာခေတ္တလေးကိုကျွန်တော်မိတ်ဆွေများတွင်လေးလာလို့ရအောင်ပြန်လည်များပြီးတော့မှဖြစ်ပါတယ်ဗောနော် ကျွန်တော်ဒီမှာဆိုရင်300ခွန်ခွန်ကနေစတယ်ပေါ့နော်ခွန်ခွန်လုံးပိတ်မှာ300ခွန်ခွန်4 694ပေါ့နော်963 68 9 9ခွန်388 339 35 2 39 2 9ပေါ့နော်2463245985356646ပြီးရင်6960ပြီးတော့တောက်လျှောက် OK သွားခဲ့ပြီးပြီဖြစ်ပါတယ် โอเคဒါလေးကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ဆက်20ကြိမ်အတွက်ဤနံပါတ်၄ကိုဆက်ပြီးလေ့လာကြည့်မယ်ခင်ဗျာโอเคအရင်ဆုံးအနေနဲ့ကျွန်တော်လုံးပိန်ဤနံပါတ်၄ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်3 9 4 6 4 6 9 8 9 3 9 5 3 9 8 9 3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  9 ပြီးရင်ဒီ9မှာ2ချိန်၄နဲ့3ညနဲ့မှာ2ချိန်စီ3နဲ့8နဲ့မှာ2ချိန်စီကိုဒီ3ညကို3နဲ့ထမ်းမြောက်มาဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီကနေ့အားလုံးဆက်ပေါင်းကြည့်မယ်ပါเนาะ၄3ချိန်ဒီ7နှစ်ဖြစ်ပါတယ်6နှစ်ချိန်ပေါင်းတာ7နှစ်6 9 30 9နှစ်ချိန်30လေးနဲ့၃ညနဲ့ပေါင်းရှင်းဒီလေးပေါ့နော်၃နဲ့၈ပေါင်းတာ၁၁၃တုံညဒီ၃ညဆိုပြီးဖြစ်ပါရခင်ဗျာအဲဆိုရင်နင်းနဲ့၄ပေါင်းတာ၄၄နဲ့၄ပေါင်းတာ၈၈နဲ့၄ပေါင်းရှင်းဒီ ကိုဆိုတဲ့အတွက်လုံးပိုင်ကိုရတယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာကိုခွန်ရှစ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီကိုလုံးပိုင်ဒီထိပ်စီဖြစ်ပါတယ်ကိုလုံးပိုင်မှာကိုခွန်ရှစ်ပေါ့နော်ဒီဟာဖြစ်ပါတယ်ကိုလုံးပိုင်မှာကိုခွန်ရှစ်ဆက်ပြီးတော့ဒီကိုလုံးပိုင်ပဲရှောက်ကိုရှောက်ဆိုတာလေးကိုဆက်ပြီးတော့ကြည့်အောင်ပေါ့နော်ကဲဒီမှာတော့ဂျင်တော့ဒီ6ကို3နဲ့မြောက်มาဖြစ်ပါတယ် ဒီထိတ်စီမာနာချင်းဒီအပိတ်ကို9နဲ့မြောက်မယ်ပေါ့နော်ပြီးရင်ဒီမာနာချင်း၄၃မှာ၃ချိန်စီနင်းနဲ့၃ရက်နဲ့မှာ၃ချိန်စီအလျားတုံများကို၃နဲ့မြောက်မှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာ၆၃ချိန်ဒီ၁၈ရောက်တယ်၉နဲ့ချိန်ဟာလေး၁၈ရှင်း၅လီယာ၄၀ခုနှစ်ချိန်ပေါင်းတာ၁၄ကို၄ပဲရည်မယ်ပေါ့နော်၄၃ပေါင်းရှင်းကခွန်ဖြစ်ပါတယ်နင်းနဲ့၃များနဲ့ပေါင်းရှင်းနစ်ကို၃တုံညာလီတုံညာဆိုတဲ့အတွက်ကြောင့်မို့ဒီကဏ္ဍအလုံးထပ်ပေါက်မယ်ပေါ့နော်၈နဲ့ချိန်၁၆လေးနဲ့ပေါင်းရင်၂၀ ခွန်ရနှစ်ရပေါင်းတော့6ဆိုတဲ့အတွက်6လုံးပိမ6 6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်ဒီ6လုံးပိမ6 6ဆိုပြီးဖြစ်ပါတယ်။ဒီ20အကြိမ်အတွက်နှီးနံပါတ်1ကိုဆက်ပြီးကြည့်အောင်ပေါ့နော်။ဒီအပေါ်ကနှီးတိုင်းပဲဆက်ပြီးတော့ OK မခဲ့မယ်ဆိုရင်ပေါ့နော်။ဒီကိုသုံးနေမြောက်မယ်ထိတ်စီ6မှာ2ကျင်းအပိတ်မှာကို9နေမြောက်မယ်ဒီ6မှာ2ကျင်း9နဲ့9နဲ့မှာ2ကျင်းစီ2နဲ့6နဲ့9နဲ့မှာ2ကျင်းစီပါနော် ပြီးရင်ခွန်ကိုကျွန်တော်တုံးနဲ့ထမြောက်မှာဖြစ်ပါတယ်ခင်ဗျာ93ကြိမ်ပေါင်းတာဒီ20နဲ့ခွန်6နဲ့ကြိမ်7နဲ့65လီ30 6နဲ့ကြိမ်7နဲ့95ပေါင်း30 89ကစက်ခွန်ရတယ်ပေါ့နော်ခွန်3ကြိမ်20နဲ့တက်ဖြစ်ပါတယ်ခင်ဗျာအားရှင်ခွန်89 30နိနဲ့ခွန်နဲ့ပေါင်းတော့9ဆိုတဲ့အတွက်ကျွန်တော်9လုံးပိုင်း3ကြိမ်ဆက်တိုက်ဆက်ပြီးတော့ပြောင်းမလာပါဘူးနော် ဒါဆိုရင်ကျွန်တော်ကို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 ဆိုပြီးတော့ကိုလုံးပဲ၃ချိန်ဆက်သိပ်ဖြစ်ပါတယ်ခင်ဗျာဒီ6 9 6မှာဆိုရင်ကျွန်တော်တို့6မှာလာပဲနဲ့9လာခဲ့မယ်ဆိုရင်တော့ကောင်းမယ်ပေါ့နော်ကျွန်တော်အဲ့ဒီမှာဆိုရင်ချင်းကအနေမှာဒီ8ဒီ6 6 9 8 9ရေပေါ့နော်6 6 9မှာ3 9 6ဆိုတော့9တလုံးဆင်းတယ်၃၅၆မှာ၆၄၆ဆိုတော့၆၄၆မှာ၉ခွန်၈ဆိုတဲ့အဲ့ဒီမှာတစ်ချိန်ပြတ်တယ်ပေါ့နော် ဒီ998တပြည့်မှာ696ဆိုတော့ကျွန်တော်9ဒီလုံးပြန်ဆင်းလာတယ်ဗောနော်696ဆောင်မှာ6နဲ့9နဲ့မှာ9ဒီလုံးဆင်းခဲ့မယ်ဆိုရင်ဗောနော်9အပိတ်ဆိုပြီးရှိတာဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်နီးနံပါတ်2ကိုလည်းဆက်ပြီးတော့လေ့လာကြအောင်ဗောနော်နီးနံပါတ်2ဒီလုံးပိန်8 600ဒါလေးကိုဗောနော်โอเคတော့နောက်ထပ်ကျွန်တော်လုံးပိန်နီးနံပါတ်2ဗောနော်အောင်မင်းဒီနံပါတ်2မှာကျတော့ဒီတော့ဒီ3ညကို9နဲ့မြောင်မှာဖြစ်ပါတယ်ဒီ6ကို9နဲ့မြောင်မယ်ပေါ့နော် ၄ရက်၅နာရီမြောက်မယ်ပြီးရင်ကျွန်တော်ဒီ၅မှာတစ်ချိန်ဒီ9နှစ်မှာတစ်ချိန်ပေါ့နော်ပြီးရင်၃တုံညာရှင်မှာတစ်ချိန်စီဒီနောက်ဆုံးက၃ကို၃နဲ့မြောက်ပြီးတော့6နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်၅တုံညာလီတုံညာ၄၅လီဒီ20ပေါ့နော်၅ခွန်ပေါင်းတာက7နှစ်၃တုံညာရှင်၃လုံးပေါင်းရှင်7ကိုတိပေးရမယ်၃၃ချိန်9ကိုနောက်มาရှိတဲ့6နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ9နဲ့တိပေါင်း10နင်းနဲ့6ပေါင်းရှင်ဒီ10 ရှစ်လုံးပိုင်ကြတယ်ပေါ့နော်အဲ့ဒီရှစ်လုံးပိုင်မှာဆိုရင်နောက်ထပ်တစ်ချိန်မှာ6ခွန်8ဖြစ်ပါတယ်ခင်ဗျာရှစ်လုံးပိုင်မှာ6ခွန်8โอเคဒါကြောင့်မကျွန်တော်ဒီမှာရှစ်လုံးပိုင်မှာ6ခွန်8စီပြပြထားတယ်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်ဒီ6လုံးပိုင်6 6ဆိုတာလေးကိုဆက်ကြည့်အောင်လားခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီအပေါ်ကနှီးလဲမယ်ပေါ့နော်ဒီ8ကို9နဲ့မြောက်မှာဖြစ်ပါတယ်ပြီးရင်ဒီ6ကိုလည်း9နဲ့မြောက်မှာဖြစ်ပါတယ်ခင်ဗျာ 9နဲ့9မှာတစ်ကြိမ်စီဆွေပဲအတွက်ဒီ9နဲ့ဒီ10မှာတစ်ကြိမ်စီနေ့10တုံညမှာတစ်ကြိမ်စီဒီနောက်ဆုံးက9ကို3နဲ့မြောက်ပြီးတော့6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။အားဆိုရင်59လီ40 6ငါးလီ30ပေါ့နော်။9နဲ့10ပေါင်းတာက35နေ့10တုံညပေါင်းရှင်း30 9 3ကြိမ်15ကိုနောက်မှာရှိတဲ့6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။9နဲ့9ပေါင်း30ဒီမှာ6တလုံးကျန်တဲ့အတွက်6လုံးပိန်ဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာဆိုရင်6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့်မို့6လုံးပိုင်းမှာ6 9 6ဒီမှာပေါ့နော်6လုံးပိုင်းမှာ6 9 6ဆိုပြီးဖြစ်ပါတယ်။ Okay အဲ့ဒီနေ့အတိုင်းပဲပေါ့နော်ကျွန်တော်မက်ရှင်များတရားပေါ်ကပင်လေးကိုပြန်ပြီးတော့ဆက်ကြည့်လို့ရတယ်ပေါ့နော်။အဲဆိုရင်20ချိန်မှာကျွန်တော်ဆက်ပြီးတော့ Okay မလားဆိုတာလေးကိုဆက်ကြည့်အောင်လားခင်ဗျာ။အဲ့ဆိုရင်ကျွန်တော်ဒီ၃ညကို၅နေမြောက်မယ်ပေါ့နော်ဒီ၉ကိုလည်း၅နေမြောက်မယ်ပြီးရင်ဒီ9နဲ့10နဲ့မှာတစ်ချိန်ဆိုဆိုတဲ့အတွက်6နဲ့9နဲ့မှာတစ်ချိန်စီ8 8 9မှာတစ်ချိန်စီ 6ကို3နဲ့မျှောက်ပြီးတော့6နဲ့ထပ်ပေါင်းမှာဖြစ်တယ်ဗောနော်6ကို3နဲ့မျှောက်ပြီးတော့ဒီနောက်မှာ6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်9 3 4 3 9 9 4 40နဲ့9 9ပဲရှိမယ်ဗောနော်6နဲ့9ပေါင်းရှင်15ဖြစ်ပါတယ်7နဲ့ချိန်16 6နဲ့9ပေါင်းရှင်15 63.78ကိုနောက်မှာရှိတဲ့6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။အဲဆိုရင်9နဲ့9ပေါင်း30ပေါ့နော်။9နဲ့10ပေါင်း73 3နဲ့6ပေါင်းရှင်9 ါအစွင်ဒီဘက်မှာလည်းဒီနီးဒီကိုလုံးပိန်ဆိုမျိုးဖြစ်ပါတယ်ခင်ဗျာအစွင်လုံးပိန်နီးနံပါတ်2ဒီလည်းကျွန်တော်ကိုလုံးပိန်ရတာရှင်းတူနေတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်လုံးပိန်ပုံတူဒီကိုလုံးပိန်ရှိတယ်ဗောနော်နောက်ထပ်ကျွန်တော်ဆက်ကြည့်အောင်လားခင်ဗျာโอเคဒီမှာတော့လုံးပိန်နီးနှမျိုးဗောနော်ပုံတူဖြစ်ပါတယ်ကိုကိုခွန်ခွန်ကိုတုံညာတုံညာအခွန်တုံညာတုံညာခွန်ခွန်၃ခွန်ခွန်ဗောနော်၈၉ဒီ၈၉လေးဆိုပြီးဖြစ်ပါတယ် နှီးနှမျိုးတားလျှောက်ဖြစ်ပါတယ်ပေါ့နော်နှီးရဆက်ပြီး okay ခဲ့မယ်ဆိုရင်ဒီမှာနှီးလုံးပိုင်ဆိုပြီးနှစ်ခုရှိတယ်ပေါ့နော်နှီးလုံးပိုင်နှီးနှမျိုးရှိတယ်အခုကကျွန်တော်ဒီမှာလည်းကျွန်တော်၉လုံးပိုင်နှီးနှမျိုးရှိတယ်ပေါ့နော်ဒါဆိုရင်နှစ်ခုဖြစ်ပါတယ်ဒါဆိုရင်နှစ်ခုပေါ့နော်နောက်ထပ်တစ်ခုဆက်ကြည့်အောင်လားခင်ဗျာဒီမှာကျတော့လုံးပိုင်ထိပ်စီးတဲ့မျိုးကဒီမှာ၃၃၃၃ညာကိုကနေတောက်လျှောက်ပေါ့နော်ဒီမှာဆိုရင်၅လုံးပိုင်၅ထိပ်စီးဖြစ်ပါတယ် ဒီမှာလည်းနေနှမျိုး၃၅လုံးပဲငါထိပ်စီပေါ့နော်အဲဆိုရင်ငါ၂၉ဖြစ်ပါတယ်ပေါ့နော်အလဲထိုင်ကနေရှိတယ်ပေါ့နော်အလဲထိုင်နေပြီးတော့အပိတ်ရလဲဒီမှာကိုအပိတ်ဆိုတော့သူတို့ဒီ20ချိန်မှာဆက်ပြီးโอเคခဲ့မယ်ဆိုရင်ပေါ့နော်ရုပ်ငါ၂၉ဖြစ်ပါတယ်ငါ၂၉ဖြစ်ပါတယ်ပေါ့နော်ငါ၂၉ဒီမွေးကနန်းရှိတယ်လို့နော်ကိုတုံညာလေးငါမသွဲဆိုတာလေးနဲ့ရှိနေတဲ့အတွက်ကြောင့်မို့ 50ရာခိုင်နှုန်းဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ message များအားလုံးပဲဒီ20ချိန်မှာ campaign လို့ရကြပါစေခင်ဗျာโอเคကျွန်တော်ရဲ့ video ကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ message များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ